run 4ကတော့ဒါတကယ်တမ်းပြောအိမ်ဝင်းမှာဟိုကြေးအောင်အများဆုံးစည်ရင်နဲ့တော့နည်းနည်းဝင်နေတယ်သူကြည့်လိုက်မယ်ဆိုရင် man city ကတော့ guardiola ကပြည့်ပြည့်ပြောင်းလဲမှုတွေလုပ်လိုက်တယ် run 4ကတော့ man u ကစားသွားတဲ့ပွဲမှာဆိုတော့ physical game ကစားသွားတယ်တွန်းတွန်းတိုက်တိုက်နဲ့ counter attack ကစားတယ်သူ့ရဲ့အိမ်ဝင်းနီးစနစ်ပိုင်းတွေက kick injuries အိမ်ဝင်းနီးစနစ်ပိုင်းတွေကကောင်းနေတော့တွေ့ရ ဒီနေ့ညဒါနောက်ဆုံးပွဲစဉ်ပေါ့နော်ပရီးမီးယားလီဂ်ဆယ်နိုင်မှာကစားမယ်ဘရန်ဖို့နဲ့ဒါမန်စီးတီးလို့အတင်းလို့ပဲပွဲစဉ်ကိုကျွန်တော်တို့သုံးသပ်ရွေးချယ်ပေးလိုက်ကြအောင်ဟိုဘရန်ဖို့ကတော့ဒါတကယ်တမ်းပြောအိတ်ဝင်းမှာဟိုကြေးအောင်အများဆုံးစည်ရင်းနဲ့တော့နည်းနည်းဝင်နေတယ်အိတ်ဝင်းနောက်ဆုံးကစားခဲ့တဲ့ကူကမှနှစ်ပွဲပဲကြေးကြပြီးတော့နောက်ဆုံး၄ပွဲဆက်လဲဒါကြေးအောင်ထားတဲ့အတင်းအနေထားလို့ရှိရပေါ့နော်ဟိုတခုပဲဘရန်ဖို့ကတော့ကျွန်တော်ခန်းစစ်ပိုင်းကတော့နည်းနည်းညော့တယ်ပေါ့အဲ့ဒီ၉ပွဲမှာအိတ်ဝင်းခန်းစစ်အဲ့ဒီ၉ပွဲမှာပေးဖို့မဲ့တပွဲရတယ်ပေးဖို့မဲ့ပွဲရတယ်တပွဲပဲရှိတယ်အဲ့လိုခန်းစစ်မျိုးကလက်တော်တိုက်ဆက် အကောင်းဆုံးပုံစံရပြီးဂိုးမြူးနေတဲ့မန်စီးတီးကိုတိုက်စစ်ဖို့တော့ထိန်းနိုင်မယ်လို့ကျွန်တော်အနေနဲ့မထင်ဘူးပေါ့နော်မန်စီးတီးကတော့ဒါမိုနာကိုနဲ့အဝေးဝင်းပွဲစဉ်မှာတော့ဒါတူတူနဲ့ဒါရုံးရုံးကန်ခဲ့ရတယ်တေးကစားခဲ့ရတယ်သူကဥဆောင်မှုသွင်းပြီးဟိုကခြေပါကိုသွင်းပြီးသူကပြန်ဥဆောင်ဟိုကခြေအဲ့လိုမျိုးပြန်ဖြစ်ပြီးတော့ဖြစ်ခဲ့တယ်နောက်တစ်ချက်ကဟိုမန်စီးတီးနေရာလေလီအိမ်ဝင်းအဝေးဝင်းနှစ်ပွဲစက်ကဒါနိုင်ခွင့်မရခဲ့အဲ့အနေထားနေဒါဒီပွဲမှာ ပြန်နိုးထလာနိုင်မှာပေါ့နော်ကျွန်တော်ကတော့ဒီပွဲစဉ်ပြန်နိုးထလာနိုင်မယ်လို့ထင်တယ်ပါဘူး Brentford ကသွားကစားခဲ့တဲ့ပွဲစဉ်တိုင်းမှာတော့ရုံးကန်ကြရတဲ့စံချိန်ချိုးဇိုးတော့ရှိတယ်ပေါ့နော်ဒီစံချိန်ဇိုးကိုလည်း Man City လက်တော်အနေထားမှာ Brentford ခံစစ်အားနည်းမှုနဲ့အတူတော့ Man City ကျွန်တော်အနေနဲ့အနိုင်ရတဲ့လို့ကျွန်တော်ထင်တယ်ကြေးရလဲလား Man City ကဟိုတလုံးသွင်းအောင်မှလားပြား30လောက်ရမယ်အနေထားမျိုးတော့ကျွန်တော်တို့ Man City ကြိုက်တယ်ဆရာကျော်အော် Brentford ကမယူကစားဝါကပွဲမှာဆိုတော့ physical game ကစားဝါတယ်တုံးတုံးတိုက်တိုက်နေ counter attack ကစားတယ် သူ့ရဲ့အင်ဂွင်းနီးစလင်ပိုင်းတွေက Kick Andreas အဲအင်ဂွင်းနီးစလင်ပိုင်းတွေကကောင်းနေတော့တွေ့ရ။ဟုတ်ဆိုဂိုးလည်းရမယ်သူဂိုးလည်းပြန်ပေးရ။ Man U ဆိုရင်ဒီ physical game ကိုလိုက်မကစားနိုင်ဘူး။အာတွုံတိုက်တိုက်တွေတန်ခိုင်မှုဦးစားပေးကစားဟန်တွေကိုသူတွေ့ရတဲ့အခါမှာအသင်းမျိုးသူလိုက်မကစားနိုင်ပဲနဲ့သူရှုံးသွားတယ်။ဒီဘက်က Man City ကိုကြည့်လိုက်မယ်ဆိုရင် Man City ကတော့ Guardiola ကပြည့်ပြည့်ပြောင်းလဲမှုတွေလုပ်လိုက်တယ်ဒီရာသီမှာကစားကွက်ကောဒီစနစ်ပိုင်းတွေရော သူဘာလို့လဲဆိုတော့4-1 4-3-3ကနေပြီးတော့4-1 4-1ပြောင်းကစားနေတယ်ခုနောက်ပိုင်းမှာအဲ့ဒါကပထမဆုံးပွဲမှာစပန်းနဲ့ပွဲမှာအဆင်မပြေဖြစ်ခဲ့ပေမဲ့နောက်ပိုင်းပွဲတွေမှာသူအဆင်ပြေလာအဆင်ပြေလာတာမျိုးတွေတွေ့ရတယ်နောက်ပြီးတော့ Man City ကအရင်လိုအရင်တိုက်စစ်လုံကြုံဖွင့်တိုက်တာမျိုးတွေမလုပ်တော့ခံစစ်ကိုပြန်ထိန်းတာအာဆင်နယ်နဲ့ပွဲဆိုသူတိတာခံစစ်ကစားရတယ်ခံစစ်တကူ ဟိုတော်တော်လေးဟိုကွင်းလေပိုင်းတွေကခံစစ်ဦးစားပေးကစားလာတာကိုတွေ့ရဆိုတော့ဒီဘွဲမှာအာအစင်လာပိုင်းကိုကြည့်မယ်ဆိုရင်တော့ Man City ကဗျခုနှစ်ကြိမ်တော့ဒီဒီ Brentford နဲ့တွေ့ Brentford နဲ့တွေ့ဆုံတဲ့အချိန်မှာ6ကြိမ်လောက်ကြေးအောင်တစ်ကြိမ်လောက်ပဲကြေးကြ Man City ရဲ့ကြေးအောင်နှုန်းလေးကလည်းကောင်းတယ် Man City ရမိုနာကိုနဲ့ဘွဲမှာသူအနေနဲ့ဟိုနိုင်တဲ့နိုင်လိုက်ပြီပဲလေတည်ကြသွားပြီပဲဒီဘွဲမှာဟိုပို့ပြီးအားဆိုင်ကစားလာဖို့များတယ်တစ်ဖက်မှာကျွန်တော်တို့ဟိုတန်တဲ့တိုင်ဘက်အသင်းတွေ ပွဲကြီးပွဲကောင်းတွေနဲ့ရုန်းကန်နေရတဲ့အချိန်လည်းဖြစ်တယ်ဆိုတော့ဒီဘက်မှာ Man City က၃မှတ်ကိုတော့အပြည့်ဟိုရယူထားလိုက်နိုင်မှာအရှာဇေကွက်ကိုကြည့်မယ်ဆိုရင် Man City ရဲ့အကျိုးပေးမှုကအနေငယ်ပျော့ပြောင်းပြီမြဲဒါကလည်း Brentford ရဲ့အိမ်ကွင်းကောင်းကောင်းတဲ့နှုံးတွေတော့သူအဲချင်း1 mile မဖွင့်ပဲနဲ့သူအဲ1 plus point လောက်ပါနော်အော်အဲ့လိုအခြေအနေမျိုးမှာတော့ကျွန်တော်တို့ Man City ဘက်ကပဲရင်းစင်တယ်အဲဂိုးလည်းများလာနိုင်ဒီဘွဲကအပြန်အသွင်းဂိုးတွေလည်းဖြစ်လာနိုင်ဘာကြောင့်ဆို Brentford ဘရန်ဖို့ရဲ့အနေထားကိုကြည့်မယ်ဆိုရင်ဝိုးပေးလိုက်ရလို့ကသူကသုံးဝတိုက်ဆက်အလွန်ကြုံဖွင့်တိုက်တာဝိုးမပေးရခင်အထိတော့သူကကောင်တာတိုက်ဆက်လောက်ပဲသူကစားမယ်တောင်မှတိုက်ဆက်နေကစားမယ်နောက်တန်းနောက်ကနေပြီးတော့နှမ်းပြီးတော့ထောင်တင်လိုက်တာတွေဟိုကရှေ့ကပြေးထွက်မှဒါမျိုးတွေပဲသူကစားသွားတော့တွေ့ရတွန်းတွန်းတက်တက်တွေသူကစားလာဆိုတော့ဘာပဲပြောပြောဒီဟာတွေကိုလည်းဒီနီးစနစ်ပိုင်းတွေဘရန်ဖို့ရဲ့နီးစနစ်ပိုင်းတွေကိုလည်းဂွာဒီယိုလာကကင်တွင်တိုင်စွမ်းရှိလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဟိုကိတ်အင်ဒရူးနေတဲ့ဂွာဒီယိုလာကိုရှင်နိုင်ဖို့တော့လွယ်လိမ့်မယ်တော့မထင်ဘူး ဆိုတော့ဒီဘက်မှာ Man City ပဲအနိုင်ရသွားမယ်လို့တော့ကျွန်တော်မြင်ဟုတ်ကဲ့အာရှစီကအနေထားအရတယ် Man City ဒါ139အနေထားမှာကြေးအောင်နိုင်ကြရတယ်55တသမာ600ခန်းလောက်အထိရှိနေတဲ့အတွက်ကြောင့်မလို့ဘာပဲပြောပြောကျွန်တော်တို့ Man City ကိုယုံကြည်ထားတာအကောင်းဆုံးပါပဲ